ဖရစ်တအလုံးမဲမင်္ဂလာပါရှင်မန္တလေးကတက်မှပြန်လဲကျဆွန်လိုက်ပါရှင်ကျမတို့ channel လေးကနေနေ့စဉ်ပြည်တွင်းပြပသတင်းများတော်လိုင်းရဲ့သတင်းများနဲ့အနောက်ဆုံးရသတင်းများကိုအချိန်နဲ့တပင်းညစာတင်တက်ဆက်ပေးတော့မှာဖြစ်ပါရှင်ရခုပထမဆုံးစာတင်တက်ဆက်ပေးမယ့်သတင်းတောင်းလေးကတော့ပခုတ်ကူနဲ့အမြိုင်မျိုးနဲ့ရှိစစ်တပ်တပ်ဆွဲထားတဲ့နေရာများကို rocket drone များဖြင့်တိုက်ခတ်မှုစကောက်စစ်တပ်များထိခိုက်ဒေဆုံးမှုရှိတဲ့ဆိုတဲ့သတင်းလေးပဲဖြစ်ပါရှင် မကွေးတိုင်းပခုံးကနေမြိုင်မြို့နယ်ရှိအကြံပဲစစ်တပ်တပ်ဆွဲထားတဲ့နေရာများကိုရော့ကတ်တော်များဖြင့်တိုက်ခိုက်ခဲ့ရတဲ့စစ်ကောင်စစ်တပ်သားများခြေခတ်တိဆုံမှုရှိခဲ့ကြောင်းဗမ်တီလက်နဲ့ကြီးပြောက်ချတပ်ဖွဲ့မှမြိုင်မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတင်ဌာနထံသို့ပြန်ဆွထားဖြစ်ပါရယ်မက်စလာ16ရက်နေ့မွန်လင်းတနားရီခံတွင်ပခုံးကမြို့နယ်ရှိအကြံပဲစစ်ကောင်စစ်တပ်သားများ အထိုင်းချတပ်ဆွထားတဲ့အညောင်ချစ်ပင်ပြူစောတီရွာကိုတော်လည်တပ်ဖွဲ့များကရော့ကတ်တစ်စက်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ကြကြောင်းသိရှိရပါသည်။ဒုတကမှုအတွင်းမှာရော့ကတ်ခုနှစ်လုံးဟာအကြမ်းဖက်စကောက်စစ်တပ်သားများတပ်ဆွထားတဲ့အဆောင်ဥပုံနဲ့ကာကင်းများအနီးမှာကြာရောက်ပောက်ကွဲခဲ့တော့ကြောင်းစကောက်စစ်ဖက်ကနေထိခိုက်သေးဆုံးမှုရှိခဲ့ကြောင်းလက်ရှိအခြေတွင်ညောင်ချစ်ပင်ပြူစောတီကို အကြံဖက်စကောင်းစီကအောင်သားပြုစောတိရောမှာအင်အား30ခန့်ဖြင့်ထမှန်ဖြစ်တင်ထားကြောင်းသိရှိရပါတယ်။မက်စလာ73ရက်နေ့ကလည်းညိုင်မြင့်နဲ့အတွင်မှာရှိတဲ့တွင်းမရွာပြုစောတိစကန်ကိုတောင်းရင်တပ်ဖွဲ့များကဒရော့ပြပုံကျဲတက်ခဲ့ပြီးအကြံဖက်စကောင်းစစ်တားများထိခိုက်သေးဆုံးမှုရှိခဲ့တော်လည်းပဲအရေးအတွက်ကတော့အတိပြုနိုင်ရှေးမရှိသေးကြောင်းသိရှိရပါတယ်။စစ်ခွေတိခတ်တေးစုံမှုတော့ရှိပါတယ်ကျွန်တော်တို့အရေးအတွက်ကိုဆက်လက်စုံစမ်းနေပါတယ် အကြံပေးစတဲ့တပ်ဆွထားတဲ့နေရာတွေကိုဆက်လက်တိုက်ခိုက်သွားမှာမလို့ဒေါ်လန်ပီသူတွေအနေနဲ့လည်းကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကိုထောက်ပို့မှုလေးတွေလှုပ်ဆောင်ပေးမှုမြေတားရခန့်ချင်ပါတယ်ဟိုဘာမတီလက်နဲ့ကြီးပျောက်ကြားတပ်ဖွဲ့မြိုင်မအတော်ဝင်ရှိတဲ့တွေကပြောဆိုထားဖြစ်ပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြိုင်ပကဖဘာမတီကိုဆုံးကြီးအဖွဲ့နဲ့ BNCP တွတ်လောက်မြန်ရေးတပ်ပေါင်းစုကမ္မတ်တပ်ပေါင်းစုတို့ကပူးပေါင်းလို့ဆောင်ခဲ့ပြီးကျော်လရင်ရဲဘော်များအထူးခံရှိပြန်လဲဆက်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ် ။ဆလဲပြီးတော့စင့်ကူတွင်မူရစမရောင်းဝယ်ဖောက်ကနေသူတအူကို WY ဆေးပြား9400များနဲ့အတူပကဖကဖန်စီရမီပြီးကနေတွင်လည်းမူရစဆေးပြား3000ကျော်ကိုဖန်စီရရှိခဲ့တယ်ဆိုတဲ့အထင်ကိုတက်ဆက်ပေးမှဖြစ်ပါရှင်။မန္တလေးတိုင်းစင့်ကူမြို့နယ်တွင် မွေရစီဝါရောင်းဝယ်ဖောက်ကလေးတူတူကိုဓမ္မဝိုင်းစေပြား9000ရပြားနဲ့အတူဖမ်းဆီးရမိခဲ့ပြီးစစ်တပ်တရင်ပေးများကိုလည်းဆက်လက်ဖမ်းဆီးမိဖြစ်ကြောင်းစစ်ကူမျိုးနဲ့ပကဖတရင်တာဝန်ခံကိုတမဏိကရန်ကုန်ခဲ့တဲ့တရင်ဌာနတပ်ပြဆွချပြပါရယ်မဆလာဆယ်ရင်နဲ့14ရက်နေ့တွင်စစ်ကူမျိုးနဲ့နှစ်တောင်ကျော်ရင်းနေထိုင်ခဲ့တဲ့ပြည်စုံထင်ဟာစိတ်ကြွစေပြားဓမ္မဝိုင်းများရောင်းဝယ်နေတဲ့ တရေညာရရှိတော့ကြောင့်မြို့နယ်ပကဖတာဝန်ခရဲ့အညွှန်းကြားချက်ဖြင့်စစ်ကမြို့နယ်ပကဖအရေးပေါ်များက၎င်းရဲ့နေအိမ်အတွင်တောရအောင်ရှာဖွေခဲ့ကြောင်းသိရှိရပါသည်။ ထို့တော့ဝင်ရောက်ရှာဖွေနေစဉ် W1 စီးပြား9000လျပြားနဲ့အတူပြည့်စုံထည့်ကိုဖန်ဆင်းနိုင်ခဲ့ပြီးဆက်လက်အေးအေးဆောင်ရွက်မှုများပြည့်လို့နိုင်ရန်အတွက်စစ်ကူမြင့်နဲ့အုပ်ချုပ်ရေးဌာနတို့လွှဲပြောင်းပေးအပ်လာကြောင်းသိရှိရပါတယ်။အစမဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဆက်ဆက်ရှိနေတဲ့ကြဲရှိနေတဲ့တရားခဏ်များကိုလည်းဆက်လက်စုံစမ်းဖော်ထုတ်အေးအေးယူသွားမည်ဖြစ်ကြောင်းလည်းမြို့နယ်အတွင်းဒုစရိုက် ပပျောက်ရေးမူရီကင်းစင်ရေးလှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းသိရှိရပါတယ်။ချုပ်ပြည်စစ်ကူမြို့နယ်အတွင်းပုံအောင်နေတဲ့အကြမ်းဖက်ဆက်တပ်တရင်ပေးရအချက်လက်များကိုစစ်စစ်ပြီးစုံစမ်းဖော်ထုတ်မှုများပြုလုပ်ကဆက်လက်ဖန်ဆီးအရေးယူသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။မွေးရစတွေရောင်းဝယ်ပြုလုပ်နေတယ်လို့တရင်ရလို့ဝေရောက်ရှာဖွေဖန်ဆီးခဲ့တာပါသူကိုအေးအေးယူမှုလို့ဆက်လက်လှုပ်ဆောင်နိုင်ဖို့ကျန်တဲ့ကျွန်တော်တို့ စစ်ကူမျိုးနဲ့အုပ်ချုပ်ရေးဌာနကိုလွှဲပြောင်းပေးအပ်လက်ပါပြီစစ်တပ်သတင်းပေးတွေအချက်အလက်တွေကိုလည်းကျွန်တော်တို့စစ်စစ်နေပါတယ်စုံစမ်းဖော်ထုတ်တယ်လို့ပြီးရင်ဆက်လက်ပြီးတော့ဖမ်းဆီးအရေးယူသွားမည်ဟုစစ်ကူမျိုးနဲ့ပကဖသတင်းတာဝကန်ကိုတမနိကပြောဆိုထားဖြစ်ပါတယ်အလားတူမတ်လ7ရက်နေ့မော်လန်နေ့နိုင်အချိန်စကိုင်းတိုင်းကနေမျိုးနဲ့တောင်ချမ်းမိုးရွာယာကြီးကလေးလမ်းရှိစုပေါင်းကုန်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကနေတည်ဆောင်းလာတဲ့ဓမ္မတဝိုင်းဇာတန်းပါတဲ့စိတ်ကြွန်မှုရေးဆေးပြားနှစ်သိန်းကျော်ဖန်ဆင်းရရှိခဲ့ကြောင်းကရီမြို့နယ်တည်ဆောင်းရတာဝန်ရှိသူများကပြောဆိုထားဖြစ်ပါတယ်။ မွေးရစင်ဝါတဲလာတဲ့သူအမေကတော့တင်လာအသက်က45နှစ်မောင်တော်မြို့ရတိတောင်ကြည့်ရပါသူကမတင်ကားလို့ဆစ်ဆစ်ကြည့်တဲ့ခါမှာဆိုင်ကယ်တူပေါက်အတွင်ကဆေးထုတ်တထုတ်ကိုတွေ့ရပါတယ်ဖောက်ကြည့်လိုက်တော့စိတ်ကြွအဆေးဖြားတွေဖြစ်နေပါတယ်အဲ့ဒီလိုတွေသူပါလာတဲ့ပုံတွေကိုထပ်ပြီးဆစ်ဆစ်ကြည့်တော့ပုံရဲ့အပေါ်ရံမှာကရမ်းနေတင်လာပြီးရမ်းပေါ်ရဲ့အောက်ကနေ WY ဆေးဖြားအထုတ်16ထုတ်ကိုတွေ့ရပါတယ် ဈေးထုတ်တထုတ်မှာဈေးပြားတထောင်ပေါင်ဝင်ပါတယ်နောက်ပြီးတော့မောက်ပူတင်ကလည်းသုံးကတိုင်းဆောင်ထားတယ်လည်းတွေ့ရပါတယ်ဗျာမြန်မာနိုင်ငံသားမောက်ပူတင်တစ်ခုနဲ့ထိုင်းနိုင်ငံသားမောက်ပူတင်တစ်ခုစုစုပေါင်း၃ခုကန်ဆောင်ထားတယ်လည်းတင်ဆင်ရမိခဲ့ပါတယ်ကျွန်တော်တို့တရားခဏနဲ့တင်ဆင်ရမိတဲ့ပစ္စည်းအလုံးကိုဒနေမြို့နယ်ပလဖာတာဝန်ခံတို့လွဲပြောင်းအနိုင်ပေးခဲ့ပါပြီဟိုရင်းမပေးခရန်အမနစ်တရင်သုံးစနစ်တာဝန်ရှိသူ KIA ကရန်ကုန်ခေတ္တတရင်ဌာနထပ်လို့ပြောဆိုထားလည်းဖြစ်ပါရယ် ဆက်လက်ပြီးတော့စစ်ကောင်ဆောင်များရုံထိုင်တဲ့စစ်ရုံးချုပ်ကိုအဓိကလှုပ်ချုပ်ရေးယူထားတဲ့စကခ6တွင်ခက်စစ်ပြင်၍တက်လန့်ထားနေတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပြမှာဖြစ်ပါတော့ရှင်စစ်ကောင်စစ်ကောင်ဆောင်နဲ့စစ်အရာရှိများရုံဆက်ရာစစ်ရုံးချုပ်ကိုအဓိကလှုပ်ချုပ်ရေးတာဝန်ယူထားတယ် MH6 စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ6တွင်လက်နက်ကြီးများတစ်စင်ကခက်စစ်ပြင်၍တက်လန့်ထားကြောင်းသိရှိရပါတယ်စကခ6အတွင်းမှာ ဟောင်းဝိဇာအမြောက်တင့်ကတန်ချကရင်များဖြင့်တက်လန့်ပြင်းစထား ားပြီးပတ်လည်ရှိစူးမကုန်းများတွင်လည်းတက်အတက်ပြင်းပြီးတော့စုဖွဲ့ထားကြောင်းဘိုးကြီးစင်ရောချန်ကလေးတိရှိရပါတယ်။စကကချောင်းဆိုတာနေပြီးတော့အတွက်တိတက်ထားတဲ့တက်ရင်တတ်မှတ်လို့တော့ပြောလို့ရပါတယ်။စကောင်းစီတွေကကြိုပြီးလှုပ်တက်တာရှိပါတယ်ပြောလို့မရပါဘူး။ဝင်လာခဲ့တည်ရှိတော့ဆိုရဲကြောက်စိတ်နဲ့ပေါ့တရင်တက်တက်ကြီးကြားပြီဆိုရဲနဲ့ခန်းစစ်ကိုချက်ချင်းလက်ငင်းပြင်းတဲ့အနေအထားဖြစ်ပါတယ်အခုပြင်းနေတယ်ဆိုတော့ တကယ်လို့တိုက်ကောင်းတလာနေတဲ့အနေအထားမျိုးကိုသူတို့မျှော်မှန်းထားပုံရတဲ့အနေအထားကိုရောက်နေပြီဟုစီနီယာစတာဘူကြီးဇင်ယောကပြောဆိုထားဖြစ်ပါတယ်တမပတ်လမ်းမှာရှိတဲ့စက်တရင်းမြောင်းကိုလည်းမြေသူစက်မြတ်ပြည့်အခိုင်အမာခန့်စစ်ပြင်ဆင်ထားပြီးဘေးပတ်လုံးနဲ့ရှိနေတဲ့ခမာယာ၄၁၃နဲ့ ခမရ၄ရက်သက်စလေးကိုလည်းဆက်တွယ်ရေးမြောင်းများဖြင့်ကွန်ရက်ဖွဲ့ကတူဖို့ထားကြလဲတရှိရပါတယ်။တိုက်ပွဲဖြစ်လာပါကသတ်မှတ်မှုဘူဟာမုံများပုတ်ခွေရအတွက်ခမရ၄ရက်သက်စတော့အတွင်းကုတ်ကဲမှုဘန်ကာတိဆောက်ပြီးတော့ဂရင်းရိတ်ခါနဲ့ဆက်တွယ်ရေးဆက်မြတ်ပါအရင်တင့်ထက်ထားကြလဲတရှိရပါတယ်။ စစ်တပ်အနာသိမ်းပြီးနောက်ပိုင်းမှာစတင်ပြီးယခုအချိန်ထိစက္ကခ6အတွင်းနိုင်ငံရေးအကျဉ်းသားတချို့ကိုဖမ်းဆီးထိတိမ်ချတာစစ်ကြောရေးများလုံဆောင်နေကြတဲ့တက်တဲ့အမြင့်များထံမှတရှိရပါတယ်။ စကောင်းစီက စကခခ6အတွင်းတွင်ဂျမ်မာစက်ကြီး၃လုံးတက်ဆင်ထားပြီးစကခပဝန်ကျင်ကိုလည်းလက်နေချင်းများဖြင့်6လံပြစ်ခတ်မှုများပြစ်လို့လေရှိနေကြောင်း၎င်းဆိုချဖြစ်ပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မန္တလေးအမြန်လန်းပေါ်ရင်တော်လင်ကြီးတပွင့်များကလုံယုံချုံရည်ယူစေစစ်စင်းမှုများပြစ်လို့နေတဲ့အပြင်ဘကိုထံအတွင်မှစစ်ရေးလှုံ့ဆော်မှုများရှိလာတဲ့အတွေ့နေပြည်တော်ကိုစစ်ကောင်စီကခန်းစစ်အတွေ့အထူးပြင်းစင်လာနေတာဖြစ်ကြောင်းသိရှိရပါရယ် နေပြီးတော့တိုက်ခိုက်ခံရမှာဆိုရင်လည်းအတွက်စကောင်းဆောင်တဲ့စစ်အရာရှိကြီးများရုံးဆက်ရစစ်ရုပ်ချုပ်ကိုအဓိကလှုပ်ချွေးတာဝန်ယူထားရယ်အမတ်ချောင်းစစ်စေးရဲ့ကုတ်ကဲမှုဌာနချုပ်စက္ကခါချောက်တွင်လက်နေချင်းများတက်စင်ကစကောင်းစရာခန့်စစ်တွေပြင်ဆင်ပြီးတက်လန့်ထားကြောင်းစစ်ဖက်တရင်းမြေချမတရှိရပါတယ်အကြောင်းအတစ်ဆက်ပေးဖို့ဒီမှာပဲကြာနာကိုပြောပါရှင်အာဗေနာစင်မှုအတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်